င်္ဂလာပါရှင်အခုချိန်ကစပြီးဒီဇင်ဘာလ9ရက်အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သက်အစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ကိုပြည်သူတောင်းဆိုမှုအရပြင်ဆင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း CRPH ကဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီး NUG ယာယီတမဒဒူဝါလရှိလာကပြည်သူတွေကို ရှင်းလင်းပြောကြားရမှာအဓိကတိုင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာအစိုးရအဖွဲ့ထဲထက်ထဲဝဝင်ပူးပေါင်းပါဝင်လာဖို့အကန့်အသတ်တွေရှိနေစေဖြစ်တယ်လို့ပြောပါတယ်။ အဓိကပြောင်းလဲမှုတွေအနေနဲ့ဝန်ကြီးဌာန၅ခုကိုဖယ်ရှားပြီးတချို့ကိုပေါင်းစည်းလိုက်ပါတယ်ဒေါက်တာဇော်ဝေစိုးကို ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနကနေပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးလိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးချုပ်အဖြစ်ဒေါက်တာရွှေပုံပညာရေးဝန်ကြီးအဖြစ်ဒေါ်ကြထွေပန်တို့ကို အသီးသီးတာဝန်ပေးလိုက်ပါတယ်။ ယာယီသမဒဒူဝါလရှိလာကတော်လန်ရင်အင်အားစုတွေကြာညီယူမှုအပြည့်အဝမရသေးတာဟာနှစ်ပေါင်း60ကျော်ကြာပြည်သွင်းဆေးရဲ့အမုန်းအာဃာတတွေအာနာရှင်တွေရဲ့လူမျိုးသွေးခွဲမှုနဲ့ပထဝီနိုင်ငံရေးအခက်အခဲတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ NUG အနေနဲ့စိတ်ခုံမှုတွေကြာကနေပြည်သူလူထုမျှော်မှန်းတဲ့ညီညွတ်မှုကိုတည်ဆောက်နိုင်ဖို့မစုံမနစ်ကြိုးပမ်းသွားမယ်လို့ကတိပေးပြောဆိုခဲ့ပါတယ်။ ကချင်ပြည်ဖားကဲမြို့နယ်ထဲမှာစစ်ကွန်မရှင်တပ်ရဲ့ drone ဘုံပစ်ခတ်မှုကြောင့်မိသားစုဝင်၃ယောက်လုံးသေဆုံးခဲ့ရတဲ့ဝန်ထဲဆရာဖြစ်ရတဲ့ခုကိုဒီဇင်ဘာ9ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့ပါတယ်ဖာကဲမြို့ပေါ်ကဗျူဟာကုန်းမှာအခြေဆိုင်တဲ့စစ်ကွန်မရှင်တပ်ကပြစ်လိုက်တဲ့ drone ဘုံးဟာလောက်ခင်းအုပ်စုမလောင်ကျေးပါရှိနေအိမ်တလုံးပေါ်တက်တက်ကြာရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပောက်ကွဲမှုကြောင့်ဖခင်နဲ့မိခင်နေရောက်လုံးတဲ့အတူအသက်73နှစ်အရွယ်ကလေးငယ်တယောက်စုစုပေါင်း3ယောက်တည်ဆုံခဲ့ရတယ်လို့ဒေသခံတည်ရင်မြစ်တွေကပြောပါတယ်ဒီမိသားစုရဲ့လေလာသားအရွယ်ကလေးငယ်ကတော့အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့မိဘမဲ့ဘဝကိုရောက်ရှိသွားခဲ့ပြီလို့ဒေသခံတွေကဆိုပါတယ် ဖားကဲမြို့နယ်မှာလက်ရှိချိန်ထိကြီးမားတဲ့ထိတ်တိုက်တိုက်ပွဲတွေမရှိသေးပေမဲ့စစ်ကောင်မရှင်ဘက်ကဒရုန်းပုံပါဝင်လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်အရက်သားတိုက်စုံမှုတွေမကြာခဏဖြစ်ပေါ်နေတယ်လို့ဒေသခံတွေကပြောပါတယ် ရားဂရီနီပြည်နယ်ဒီမိုဆိုမြို့နယ်အနောက်ချမ်းဟာစစ်ကွန်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဒီဇင်ဘာ9ရက်နေ့ကနေ10ရက်နေ့အထိနရက်ဆက်တိုက်ရင်ဆိုင်ခဲ့ရတယ်လို့ဒေသခံနဲ့စစ်ပေးရှောင်တွေကိုအကူအညီပေးနေတဲ့သူတွေကပြောပါရယ်ဒီဇင်ဘာ9ရက်နေ့ညပိုင်း၈နာရီကျော်ကစလို့ဒီမိုဆိုအနောက်ခြံကနေရာ၃နေရာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့၃ကြိမ်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လင်းရင်ဟာဘုံကျဲမဲ့နေရာကိုတောက်လျှောက်တန်းလာပြီးဘုံကျဲချသွားတာဖြစ်လို့ဒေသခံတွေဟာခိုအောင်ဖို့အချိန်မရလိုက်ဘူးလို့ဆိုပါတယ် အိမ်တချို့နဲ့ကားတွေထိမဲ့ပျက်စီးကုန်တယ်လို့ဒေသခံတွေကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်ငွေတော်အခြေဆိုင်ခလာရတရားနှစ်တက်ကနေလက်နက်ကြီးတွေနဲ့ပါထပ်မံပြစ်ခတ်လာခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပွားတာလုံးဝမရှိဘဲနဲ့အရက်သားတွေနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဟာလူထုအတွက်အသက်အန္တရာယ်ချိန်ချမှုတွေဖြစ်နေပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့်ဒီဇင်ဘာလ10ရက်နေ့မှာလဲဒီမော့ဆိုအနောက်ခြံကနေအိမ်တွေထက်မှန်ထိခိုက်ခဲ့ရပြီးတော့ဒီသားခံတွေနဲ့စစ်ဘေးရှောင်တွေစိုးရိမ်ထိလိုက်နေကြပါတယ်ဂရနီလူခွေရဖွဲ KNHRG ရဲ့စည်ရင်းတွေအရစက်တင်ဘာလကနေနိုဝင်ဘာလအထိဂရနီပြည်မှာလီချောင်းတိုက်ခိုက်မှု10ကြိမ်ရှိခဲ့ပြီးတော့အရက်သားတည်ဆုံးသူ9ယောက်နဲ့ဒဏ်ရာရတာ16ယောက်အထိရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကွန်မရှင်နဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့တဲ့တဲ့င်းနဲ့ဆက်ပါမယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာနေဆက်ဒေတာတည်ငြိမ်ရေးကိစ္စတွေကိုဆွေးနွေးဖို့ဒီဇင်ဘာ9ရက်နေ့မှာစစ်ကွန်မရှင်ခေါင်းဆောင်ဘူချုပ်မူကြီးမင်းအောင်လှိုင်နဲ့ညီပြီးတော့မှတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီခရီးစဉ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ကရင်ပြည်မြဝတီဘက်ကတိုက်ပွဲတွေကြောင့်ထိုင်းပိုင်နဲ့တည်းကြီးကြရောက်မှုတွေနဲ့ပတ်သက်ပြီးစစ်ကွန်မရှင်ကိုအလေးပေးဆွေးနွေးဖို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနေဆက်မှာစီရေလှုပ်ရှားမှုတွေလုပ်တဲ့အခါဒေသခံပြည်သူတွေရဲ့ဘေးကင်းလုံခြုံမှုကို အထူးအလေးထားဖို့စစ်ကောင်စာကိုဓာတ်ရိုက်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်ဆောင်ကလည်းပြည်သူအပေါ်တဲရမှုမရှိအောင်တတိထားဆောင်ရွက်ရေးသဘောတူခဲ့တယ်လို့ထိုင်းအစိုးရကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်နှစ်ဖက်ဟာကြားဖြတ်ငွေလိမ်ကိုင်းနှင်းနှင်းရင်းနဲ့ညှိရည်ညှိနွမ်းမှုကိစ္စတွေကိုပါပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ်။ ုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်သွားမှာပါတရုတ်နိုင်ငံဟာဥရောပတမကောင် EU နဲ့ကုတ်တွယ်ရာမှာကြီးမားတဲ့ကုတ်တွယ်ရေးပိုရှင်နေမှုကိုရှော့ချဖို့အတွက်အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့တရုတ်ခရီးစဉ်အသွင်းမှာတိုက်တွန်းခဲ့တယ်လို့ပြည်သစ်သမ္မတ Emmanuel Macron ကပြောပါတယ်။ တကယ်လို့တရုတ်ကအေးအယူဆောင်ရွက်မှုတွေမလုပ်ဆောင်ဘူးဆိုရင်ဥရောပကမလွဲမရှောင်တာအေးအယူမှုတွေလုပ်လာမယ်လို့တရုတ်တမဒါကိုပြောခဲ့တယ်လို့ပြင်သစ်တမဒါမက်ခရိုကတနင်္ဂနွေနေ့ဒီဇင်ဘာ9ရက်ကသတင်းမီဒီယာတွေကိုပြောခဲ့ပါတယ် တရုတ်ပြည်ခရီးစဉ်ကပြန်လာပြီးစီးပွားရေးတည်င်းစာ less a go ကိုပြောကြားရမှာတရုတ်ကအရေးယူမှုမလုပ်ဘူးဆိုရင်ဥရောပသားတွေဟာလာမဲလာတွေအတွင်းပြေးထန်တဲ့အရေးယူဆောင်ရွက်မှုတွေမလွဲမလျှောက်သာလုပ်လာရလိမ့်မယ်လို့ပြင်သစ်သမ္မတကပြောပါတယ်ဘာရီလုံးမှလဲဆိုရင်တော့အမေရိကန်ပြည်ထောင်စုကလှုပ်ဆောင်ခဲ့တယ်လို့တရုတ်ထုတ်ကုန်တွေအပေါ်အကောက်ခွန်တွေစီးကျက်တာမျိုးလည်းဖြစ်နိုင်တယ်လို့မက်ခရွန်ကပြောပါရယ် 2024ခုနှစ်မှာ EU နဲ့တရုတ်နိုင်ငံတို့ကြားမှာကုန်သွယ်ရေးလူငွေကယူရိုဘီလီယံ300ကျော်ဒေါ်လာ350ဘီလီယံကျော်လွန်တယ်လို့ Less Echo ကဖော်ပြခဲ့ပါတယ်ပြည်ထောင်သမတမာခရိုဟာတရုတ်နိုင်ငံကိုဒီဇင်ဘာ9ရက်က9ရက်နေ့အထိတွားရောက်ခဲ့ပြီးတရုတ်သမတရှီကျင်းဖြင့်တရုတ်ဝန်ကြီးချုပ်လီချန်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကအကြီးအကဲဝန်ကြီးတို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ကောက်သွယ်ရေးလူငွေကိုရှော့ချဖို့ဂျိုးပန်းတဲ့အနေနဲ့ EU ဟာတရုတ်နိုင်ငံရဲ့ဓာတ်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကိုပုံမူလက်ခံတင်တယ်လို့တရုတ်ခရီးစဉ်အသွင်းမက်ခရိုကပြောကြားခဲ့ပါတယ်ဒါပေမဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေကိုတာယဲတရိတ်ဆန်တွေလိုပြုမှုလှုပ်ဆောင်ခွင့်တော့မပေးသင့်ဘူးလို့ဖြစ်ဆက်ပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာလူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူတွေမကြုံဘူးလို့အောင်များပြားလာပြီးအကူအညီတွေဆန့်ချိန်တဲ့လိုအပ်လာနေပါတယ်။ ဒါပေမဲ့ကုလသမဂ္ဂ UN ကတော့လာမယ့်2026ခုနှစ်အတွက်အကူအညီတောက်ခတ်မဲ့ပမာဏကိုထည့်ဝဲတည်တည်လျှော့ချလိုက်ပြီလို့ထုတ်ပြန်ပါတယ်။အရင်နှစ်ကသူတို့ဒေါ်လာ50ဘီလီယံလောက်တောက်ခတ်ခဲ့ပေမဲ့အလူရှင်နိုင်ငံတွေကထောက်ပံ့နာတွေတည်တည်တတ်တာရော့ကျသွားလို့ပဲဖြစ်ပါတယ်။2025တနှစ်လုံးမှာ UN ကိုရောက်လာတဲ့အလူငွေကဒေါ်လာ12ဘီလီယံပဲရှိခဲ့ပါတယ်။ ဒါဟာဆယ်နှစ်အတွင်းအနှိမ့်ဆုံးဖြစ်ပြီးလိုအပ်ချက်ရဲ့လေးပုတ်တပုတ်ကြော်ကြော်လေးပဲရှိတာပါ။အမေရိကသမ္မတဒေါ်နယ်ထရန့်နဲ့ဂျာမနီလိုအဓိကအနောက်နိုင်ငံအလူရှင်တွေကအကူအညီတွေဖျက်ဆီးလိုက်တာကြောင့် UN ရဲ့ဘန်နာရေးအခြေအနေကကျက်တဲနေပါတယ်။ ကုလသမဂ္ဂအကူအညီဆိုင်ရာ အကြီးအကဲတွန်ဖလက်ရှာဟာအကူအညီအရေးတကြီးလိုအပ်နေတဲ့လူပေါင်းတန်း250ထဲကမှအသက်အန္တရာယ်နီးဆုံးဖြစ်တဲ့89တန်းကိုပဲဦးစားပေးကူညီဖို့အတွက်ဒေါ်လာ23ဘီလီယံတောက်ခံဖို့စုံဖြတ်လိုက်ရတယ်လို့ဆိုပါတယ်။ကျန်တဲ့တန်းချီတဲ့လူတွေကတော့အကူအညီမရတော့ဘူးလို့ဝန်ခံလိုက်ရတာပါ။ 2026ခုနှစ်မှာအကူအညီအများဆုံးလိုအပ်နေတာကတော့ဂါဇာဆူဒန်နဲ့စီးရီးယားဖြစ်တယ်လို့ကုလသမဂ္ဂကဦးစားပေးအဆင့်သတ်မှတ်ထားပါတယ်။ကမ္ဘာပေါ်ကဒုက္ခသည်တွေကိုကူညီနေတဲ့နော်ဝေဂျင် Refugee Council NRC လို့အဖွဲ့အစည်းတွေကတော့ Democratic Congo နဲ့မြန်မာနိုင်ငံတို့လိုနေရာတွေမှာအကူအညီမရတဲ့လူတန်းချီရှိလာမှာကိုစိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံက၃နှစ်အရွယ်ကလေးငယ်လေးတယောက်ဟာကမ္ဘာစစ်တူးယင်လောကမှာမတ်တန်အသစ်တစ်ခုတင်လိုက်ပါတယ်။သူကတော့ဆာဝဂျာစင်ဂုရှ်ဝါဟာဘာဆာဝဂျာလေးဟာ အခုလက်ရှိမှာအသက်၃နှစ်9လနဲ့ရက်20ပဲရှိပါသေးတယ်။အဲ့ဒီအရွယ်နဲ့ပဲနိုင်ငံတကာစီးတူးရဲ့အဖွဲ့ချုပ် FIDE FIDE ရဲ့တရားဝင်အစ်စ်သက်မှတ်ချက် rating ကိုရယူနိုင်ခဲ့တဲ့ကမ္ဘာအငယ်ဆုံးကစားသမားဖြစ်လာပါတယ်။ FIDE Fighting Rating ရဖို့ဆိုရင် အစစ်သမဲ့ခံထားရသူအနည်းဆုံး900ကို အနိုင်ရပြီးအနည်းဆုံး Rating 1400ရဖို့လိုပါတယ်။ဒီ၃နှစ်တာလီကတော့ Rating က1590နှစ်တောင်ရှိပါတယ်။စာဝတ်ကြာလီရဲ့ဇာတိကတော့ Maya Pradesh ပြည်နယ်ပါ။သူစစ်သူဘရင်ကိုစကားစားတာအသက်နှစ်နှစ်လောက်ကလေးကလို့သူ့ရဲ့အဖေစင်ဒါစင်ကပြောပါတယ် တရက်ကိုစစ်သူရင်၄နာရီကနေ၅နာရီအထိကစားပြီးညဘက်အိနီယာကနိုးလိုက်ရင်တော့နနာနေနေမရှိပဲနိုင်ပေါင်းများစွာကစားနိုင်တယ်လို့ဆိုပါတယ်သူနဲ့ရွယ်သူတခြားကလေးတွေနဲ့မတူဘဲနဲ့စပွဲပေါ်မှာစိတ်ရှိရှိနဲ့ငြိမ်ငြိမ်ထိုင်နိုင်တဲ့အကျင့်ကသူ့ကိုအောင်မြင်စေခဲ့တာလို့သူ့အဖေကယုံကြည်ပါတယ်။2025ခုနှစ်အတွင်းစာဝဲကြလေးဟာကပအဆင့်ဝင်အသက်20ကျော်ပြိုင်ဘက်၃ယောက်ကိုအနိုင်ကစားခဲ့ပါတယ်။ တဲ့တင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနကတင်းလနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်တဲ့အစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။